္လာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့နှစ်ဖူးစာဆရာကဟော်ကင်းထုတ်ထားတဲ့အတိုင်း65နှစ်အရွယ်မှာရုပ်ရှင်မင်းသားဖြစ်လာပြီးထွန်းထွန်းနဲ့အတူသရုပ်ဆောင်ထားတဲ့ဦးစွန်ဘလမန်နီပါပရိသတ်ကြီးဒီရပ်ပိုင်းတွင်မှာယုံတင်ပြသတော့မဲ့သွေးမြေရုပ်ရှင်စကားကြီးကဇကားအမီးထွက်လာပြီးခဲ့ကနာမည်ကြီးနေပါတယ်အင်းအောင်ရေးဖောက်ပြန်တက်တဲ့ယောက်ျားတွေအကြောင်းကိုဇက်အိမ်မယိုးနိုင်အောင်ရိုက်ကူးထားတဲ့မြန်မာရုပ်ရှင်တွေကနေကွဲထက်ပြီးရောရိုက်ကူးထားတဲ့သွေးမြင့်ဇာကားကပိုစတာနဲ့ပြည်သက်တွေအယုံဆိုင်မှုကိုရရှိထားပါတယ်။ ဒီစကားမှာတော့ပို့ပြီးတော့ထူကြတာကဥဆပ်ပလမနီဆိုတဲ့အဖိုးကြီးတယောက်ကထွန်းထွန်းနဲ့သူပြောဆောင်ထားတာဖြစ်ပါတယ်။ဥဆပ်ပလမနီကသွေးမြင့်ရုပ်ရှင်ဇာတ်ကားနဲ့ရုပ်ရှင်မင်းသားစတင် ဖြစ်လာသူပါ။အသက်65နှစ်မှအမင်းသားဖြစ်လာခဲ့ပြီးသူ့ဘဝမှာရုပ်ရှင်မင်းသားဖြစ်လာလိမ့်မယ်လို့ဘယ်ရုံးကမှမထင်ထားခဲ့ပါဘူး။ဥဆပ်ပလမနီကတော့လက်ရှိမှာအသက်68နှစ်အရွယ်ရှိပြီးသွေးမြင့်ဇာတ်ကားထဲမှာတယောက်ဆောင်စဉ်ကအသက်65နှစ်ရှိပါပြီ။သူ့တန်နှစ်နှစ်တုန်းကနှစ်ဦးစာဆရာတယောက်ကဥဆပ်ပလမနီကို က်65နှစ်အရွယ်ရောက်ရင်လူမျိုးကွဲနဲ့အကျိုးပေးပြီးထင်ပေါ်ကျော်ကြားလိမ့်မယ်လို့ဟောခဲ့မှုပါတယ်။အခုတော့အဲ့ဒီဟောကင်းကတကယ်ဖြစ်လာခဲ့ပြီးတော့ဦးစောဘလမနီကတော့ထွန်းထွန်းနဲ့မှတည်ဥစာလောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ဒါရိုက်တာအောင်ချန်းလူကသူ့လိုချင်တဲ့ဇေယျရဖို့အတွက်လိုက်ရှာရင်းနဲ့ဦးစောဘလမနီကိုတွေ့သွားခဲ့ပါတယ်။ရကူရဲကရခိုင်ပြည်နယ်ကပင်လယ်ကမ်းခြေမှာပြုလုပ်မှဖြစ်တဲ့အတွက်ဦးစွန်ဘလမနီကိုရာသီဥတုဒဏ်မခန့်နိုင်မှမိသားစုဝင်ကဆိုရင်ကြပါတယ်ဒါပေမဲ့ သူကတော့လုံနိုင်တယ်ဆိုတဲ့ယုံကြည်ချက်အပြည့်ရှိတဲ့အပြင်သူနေထိုင်တဲ့နေရာကလည်းပင်လယ်နဲ့နေပါတယ်ဒါကြောင့်မဲဒါရိုက်တာအောင်ထွန်းလုံနဲ့ထွန်းထွန်းကိုယုံကြည်ပြီးဥဆိုဘလမနီကရခိုင်ပြည်နယ်အထိသွားကရိုက်ကူးရေးလုပ်ခဲ့ပါတယ်ဥဆိုဘလမနီကိုထုတ်လုပ်ရေးကအမှုပညာရှင်စက်သိန်းပေးပေမဲ့သူကတော့အမှုပညာရှင်ကိုမမောတာကြောင့်တရုတ်ဆောင်တာမဟုတ်ပါဘူးသူမှလေအကား20ရှိရာကြောင့်စီးပွားရေးအင်အားတောင့်တင်းပြီးသားဖြစ်ပြီးသူ့ကိုယုံကြည်လို့ကမ်းလှမ်းတဲ့အရာကိုတေချာတရုတ်ဆောင်ပေးခဲ့ပါတယ် အကယ်ဒမီမင်းသားထွန်းထွန်းနဲ့တရုတ်ဆောင်ရပြီမဲ့လဲဦးစောဘလမနီရဲ့တရုတ်ဆောင်ချက်တွေကတော့တဘာဝကျနေပါတယ်။ဒါရိုက်တာအောင်ချန်းလူကဦးစောဘလမနီရဲ့အမှုပညာပိုးတွေကိုရအောင်ထုတ်ယူပြီးဒီကားထဲမှာတရုတ်ဆောင်နိုင်အောင်လိုင်းညွန်ပေးပါတယ်။အခုဆိုရင်တော့သူကရွာလူတွေကလည်းသူ့ကိုမင်းသားကြီးလို့ခေါ်နေကြပါပြီ။ဦးစောဘလမနီကသူတရုတ်ဆောင်ထားတဲ့ဇကာရဲ့မိဆက်ပွဲကိုတယောက်လာခဲ့ပြီးဟောကိန်းတဲ့ကအတိုင်းလူမျိုးသားနဲ့အချိုးပေးကနာမည်ကြီးသူတယောက်ဖြစ်လာခဲ့ပါပြီ။ ။ဇက်ကားယုံတင်ပြတိုင်းလဲရွာကအမကန်ပြိသက်တွေကရုပ်ရှင်ယုံတီလာရောက်အားပေးချအောင်ပါ။ဥစောဘလမနီကဇလန်ပန့်ဖို့မှုကောင်းတယ်လို့ထွန်းထွန်းရဲ့တယောက်ဆောင်မုန်တွေကလည်းအပိုလိုမရှိကွက်တီဖြစ်နေပါဗျ။ထွက်ရှိနေကြမြန်မာဇက်ကားတွေနဲ့မတူတယ်လို့ over item တွေလည်းမပါဝင်ပဲ။တဘာဝကြကြနဲ့လူတွေရဲ့ကြောက်စရာကောင်းမှုလောဘတဏှာတွေကိုရိုက်ကူးပြသထားဖြစ်ပါဗျ။ထွန်းထွန်းအတွက်ဒီရုပ်ရှင်ဇက်ကားကလေးနှစ်ကြာမှယုံတင်ပြသတဲ့ကားဖြစ်ပြီးဇက်ကားအမီးနဲ့ရင်ကြည့်ရှုခြင်းသူတွေကအများပြားနေပါဗျ။ လေအက20ပိုင်းဆိုင်နဲ့လေသမားကြီးဖြစ်ကနေထွန်းထွန်းနဲ့အတူတယောက်ဆောင်နိုင်တဲ့ရုပ်ရှင်မင်းသားဖြစ်လာသူဥဆုပလမနီအပေါ်မှာတော့ပြိသက်ကြီးရဲ့အမြင်ကိုလည်းပြောပြပေးပါအောင်နော်ဆရာပြိသက်ကြီးအတွက်မျှဝေတင်ဆက်ပေးလိုက်ပါရရှင်အခုတင်ဆက်ပေးချင်တာကတော့တယောက်ဆောင်2အသက်26နှစ်ရဲ့နောက်ဆုံးခရီးစားပနာကိုမတ်လ12ရက်နေ့မှာရန်ကုန်ရေဝေးတုတ်တံမှာပြုလုပ်ခဲ့ပြီးကျန်းသူမိသားစုဝင်တွေအပြင်အနုပညာမောင်မားတွေနဲ့ သူ့ကိုချစ်ခင်တဲ့ပရိသတ်များစွာလိုက်လံပူဆောင်ပေးခဲ့ကြပါရယ်။ခလေးတယောက်ဆောင်ပွားတဲ့ကအမှုပညာလောကရဲ့ဝင်လာသူဖြစ်တာကြောင့်လူချစ်လူခင်များတဲ့သူ့ရဲ့နောက်ဆုံးစာပန်းသားကတိုးမပေါအောင်သူများခဲ့ပြီးသူ့ရဲ့အယိုးပြာကိုရေဝေးတုတ်တက်မှာပဲအောက်ကူသွင်းခဲ့ပါရယ်။မိခင်တယောက်ရဲ့သားတယောက်ကိုဆုံးရှုံးလိုက်ရတဲ့အပူကဘလောက်ထိရင်နှမွယ်ကောင်းလဲတလဲ။တယောက်ဆောင်သူ့ရဲ့မိခင်ကိုကြည့်ပြီးကိုချင်းစာမိရယ်။မိခင်နိုင်ကလည်းဒီလိုပဲဖြစ်မယ်ထင်တယ်။တားပဲသွားမှလည်းမကြနဲ့နော်ဆိုတော့ မေကြီး hello ဆိုတာနဲ့မေကြီးနောက်ကိုသားပြန်လာခဲ့မယ်ဆိုပြီးပြောခဲ့တဲ့သားကအခုအချိန်မှာဘယ်နေရာသွားပြီးတော့ hello လို့ရတော့မလဲသားရဲ့ဆိုပြီးတော့ငိုကြွေးနေတာရယ်ဒါလေးအောင်မြင်ချိန်မှာအမေနဲ့တူတူအင်တာဗျူးဖြေရမှာကို အခုလိုအချိန်နေနဲ့အမေတယောက်တည်းအင်တာဗျူးဖြေနေရတယ်ဆိုပြီးမျက်ရည်တွေနဲ့ပြောဆိုနေရယ်မေကြီးကို ကိုပိုင်အင်လေးခြံလေးနဲ့ဖျားတရားလေးလုပ်ပြီးအေးစစ်စစ်ထားချင်တာမေကြီး9လ6လောက်ပဲဆောင်မှာသားကြိုးစားပေးမယ်ဆိုပြီးတော့တိကျက်လိမ်မာတဲ့သားဖြစ်သူရဲ့အမိခင်အတွက်စူးစမ်းနေမှုတွေကိုပြောပြရမှာတော့ နားထောင်သူတွေမှာနှလုံးသားတွေကြွေမွားရတဲ့အထီးပါပဲ။ဒါဖြစ်သူဝိခရဲအင်ကြီးကိုဆေးရုံကပြန်ယူလာပြီးတော့လက်မှာအာကိုမျက်နှာပေါ်ရဆုပ်ကင်ထားပြီးအတွင်တွင်ကြနေတဲ့မျက်ရည်ကိုတုတ်အတွင်တွင်ကြနေတဲ့မျက်ရည်တွေကိုတုတ်ယူနေရတွေကမိခင်နာရဲ့စိတ်နှလုံးကိုကိုချင်းစာစိတ်နဲ့နာကျင်ရပါတယ်။အခုချိန်မှာအန်တီမျက်လုံးတွေကိုဆဲဆုပ်ထားသလိုခန်းစားရတယ်ဆိုတော့ဒါကိုဆုံးရှုံးလိုက်ရတဲ့ခန်းစားချက်ကို မြင်သူတိုင်းကြားမိသူတိုင်းထပ်တူနာကျင်ကြေကွဲရပါတယ်။ စိတ်မကောင်းလိုက်တာရှင်။တယောက်ဆောင်သူတယောက်လည်းကောင်းရမောင်ရဘွားကိုရောက်ပါစေလို့ကျမတို့ရဲ့ channel လေးကနေလည်းဆုတောင်းပေးလိုက်ပါရရှင်။အခုတင်ဆက်ပေးချင်တာကတော့တယုတ်ပြတ်အောင်ထရုတ်ခံရပြီမဲ့စိတ်မဆိုးတဲ့အပြင်စံဖန်ကုံယူနေတဲ့မင်းမချောချောတဲ့ကောင်းမြတ်ဆံမပရိသတ်လေးတို့ရဲ့အခုတလောဆိုရှယ်မီဒီယာပေါ်မှာမင်းသားတွေရဲ့မင်းမချောချောနေတဲ့ပုံစံကိုပရိသတ်တို့တွေတွေ့ကြမှာပါနော်။ နီးပညာတွေဆင့်မြင့်လာတဲ့အခုလိုအချိန်မှာမိသားတွေကို AI နီးပညာနဲ့မင်းကလေးပုံစံကတ်ဝေါ်လျှောက်တဲ့ပုံစံကိုဟာတာအနေနဲ့လုပ်ပေးထားကြရလဲဖြစ်ပါတယ်။မိသားတော်တော်များများရဲ့မျက်နှာကိုအမိုက်စာပေါ်ရီလေးတွေနဲ့တွဲဖက်ပေးခဲ့ကြတာဖြစ်ပါတယ်။တချို့မိသားတွေကတော့ကြည်ရမကောင်းတာတွေရှိပေမဲ့ live ဖတ်ဆုံးကတော့ကောင်းမြတ်ဆန်ရဲ့ပုံပါပဲ။ချောမလှပတဲ့ရုပ်ရည်လေးနဲ့အမိုက်စာပေါ်ရီလေးကိုပေါင်းဆက်ထားတာမျိုးကြည့်မိသူတိုင်းသဘောကျတဲ့အထီးပါပဲ။ပရိသတ်တွေကတော့ကောင်းမြတ်ဆန်ရဲ့မိမပုံစံကိုကြည့်ပြီးတော့သဘောလဲကျသလိုလောင်ပြောင်ရေမောတာတွေရှိပေမဲ့ ကောင်းမြတ်ဆန်ကတော့စိတ်မဆိုးပါဘူး။သူ့ကိုမင်းကလေးပုံစံပြင်ဆင်ပေးပြီးစားနောက်နေပြီမဲ့မင်းမချောချောနေတဲ့သူ့ရဲ့ပုံစံကိုကြည့်ပြီးတော့သဘောကျနေရလဲဖြစ်ပါတယ်။ကောင်းမြတ်ဆန်ကသူ့ကိုသူမင်းမချောချောရဲဆိုတော့ဝလက်ခံထားပြီးသားပါ။အရှင်ကမင်းမပုံစံနဲ့စကားတကရိုက်ခဲ့ပူတာမို့သူ့ရဲ့အသွင်ပြင်ကမင်းကလေးနဲ့တူတယ်ဆိုတာကိုလက်ခံထားဖြစ်ပါတယ်။အခုလည်းပရိသတ်တွေကြောင့်မှပြန့်နှံ့နေတဲ့သူ့ရဲ့ပုံလေးကြောင့်ပရိသတ်တွေစားနောက်နေပြီမဲ့သူကတော့စိတ်မဆိုးပါဘူးနော်။ဘာဝဝေလှနေတဲ့သူ့ရဲ့ပုံစံကြောင့်ကောင်းမြတ်ဆန်မင်းမ version ကိုပရိသတ်တွေသဘောကျနေရဖို့ပဲ။ ကျဉ်းနေနေတယ်ဆိုပြီးစိတ်မဆိုးတဲ့အကြောင်းလေးကိုပြောပြလာခဲ့ပြီးပဲဖြစ်ပါတယ်။ဆရာတော်ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးခြင်းနာကတော့တခင်မှာတယောက်ပဲရှိတဲ့စိတ်ဝင်စားပွဲအမှုမညာရှင်တယောက်ဖြစ်တဲ့ရဲတိုက်ပါ။ပရိသတ်ကြီးတို့ရဲ့ရဲတားရဲ့နာမည်အရင်ကလင်းထွန်းဦးလို့ခေါ်ပါတယ်။ဧပြီလ17ရက်1984ခုနှစ်မှာမွေးဖွားပြီးတော့မိသားစုမှာတားအကြီးဆုံးဖြစ်ပါတယ်။ရှစ်တန်ကိုရန်ဆယ်တန်းကိုပြင်ဦးလင်မှာကျောင်းတက်ခဲ့ပါတယ်။ဒီဘွားမှာတော့အမှုပညာသမားမလုပ်ရလို့မဖြစ်ဘူးလို့ကြွေးကြော်ခဲ့တဲ့ရဲတိုက်က Studio 7 Audio Engineering ကျောင်းမှာ Film Making, Video Making ပညာရပ်တွေကိုသင်ယူခဲ့ပါတယ်။ကင်မရာနောက်ကွယ်ကနေလို့ရတဲ့အနုပညာသမားဘဝကိုလည်းသဘောကျတာမို့ Edit ပညာရပ်ကိုသင်ကြားရင်းနဲ့ပဲတိုးဆောင်တယောက်ဖြစ်လာပါတယ်။ကျွန်တော်ကမင်းသားမဟုတ်ဘူး။အနုပညာသမားလို့ပြောလို့ရှိတဲ့ရဲတိုက်က2005ခုနှစ်မှာမော်ရယ်တယောက်ဖြစ်ဓာတ်ပုံတွေရိုက်ကူးလာရပါတယ်။အဲဒီနောက်မှာတော့သူ့လိုပဲအနုပညာကိုယူသွတ်တဲ့စာတူရီဖွဲ့သားတွေနဲ့တွေ့ဆုံပြီးမြန်မာရုပ်ရှင်လောကကိုအရှိန်ပြင်းပြင်းနဲ့တိုးဝင်ကြရင်သမယိုးကျဇလန်းတွေကနေဖောက်ထွက်ခဲ့ပါတယ်။ ခေါင်းဆောင်မင်းသားအနေနဲ့ပထမဆုံးရိုက်ကူးတဲ့ဗီဒီယိုဆက်ကကတော့အမောင်ငွေရနံ့ဖြစ်ပြီးဒါရိုက်တာရီဇော်ရိုက်ကူးကအဲ့ဒီအချိန်ကရှန်ရှန်တောက်နာမည်ကြီးတဲ့အင်ဒရာကျော်စင်နဲ့တွေ့ဖက်သျောဆောင်ခဲ့ပါတယ်။ဒုတိယမြောက်ဗီဒီယိုဆက်ကကတော့ဒါရိုက်တာမင်းထင်ကိုကိုကြီးရိုက်ကူးတဲ့အမြင်ဆိုတဲ့ဆက်ကဖြစ်ပြီးလူမင်းမိုဟစ်ကိုရိုနဲ့ရိုက်ကူးခဲ့ပါတယ်။အဲ့ဆက်ကနှစ်ကရိုက်ကူးပြီးတဲ့နောက်ရဲတိုင်းဆိုတဲ့နာမည်တစ်ခုနဲ့အတူပရိသတ်ကိုအခိုင်အမာရရှိလာတာပဲဖြစ်ပါတယ်။ရဲတိုက်က2017ခုနှစ်ဇန်နဝါရီမှာရဲတိုက်ဖောင်ဒေးရှင်းကိုစတင်တည်ထောင်ပါတယ်။ သူ့ရဲ့အနုပညာရှင်သိန်း80နဲ့စတင်မတည်ခဲ့ပြီးတော့အလုရှင်ရဲ့ပံ့ပိုးမှုနဲ့အတူလိုအပ်တဲ့နေရာတွေကိုပံ့ပိုးကူညီပေးနိုင်ခဲ့ပါတယ်။ဆက်ဆံမီလောင်ပောက်ကွဲမှုရွှေဘုံငလင်းစိတ်ဖြူရည်လွမ်းမှုမှုတို့ကိုတဘာဝဘေးအန္တရာယ်ကြားရောက်မှုတွေအဲ့လိုနေရာတွေမှာကိုရိုင်းကိုကြသွားခဲ့သလိုစိတ်တက်ခွာလို့နေမဲ့ငှက်အော်ဆန်းကလေးတွေကိုလည်းလှူဒန်းအားပေးခဲ့ပါတယ်။ကမ္ဘာကြီးရဲ့တရောင်းတင်နေရာမှာသူတို့ငုံနေကြတယ်ဆိုတဲ့ကမ်ပိန်းကိုပြုလုပ်ပြီးကချင်ပြည်နယ်စစ်ပေးဆောင်ဒုက္ခသည်တွေအတွက်ရဲတိုက်ကိုရိုင်းအလှူထွက်ခံခဲ့ပါတယ်။ ဒုက္ခသည်စကန်ကိုကိုယ်တိုင်ကိုကြောက်သားအားပေးပြီးတော့နေစရာစားစရာဝတ်စရာတွေလှူခဲ့ပါတယ်။2012ခုနှစ်အောက်တိုဘာလမှာတော့မြန်မာရုပ်ရှင်အစည်းအရုံးကရဲလိုက်ဖောင်ဒေးရှင်းအများကျဆောင်ရွက်နိုင်ခဲ့တာကြောင့်ရုပ်ရှင်ဂုံဒူးဆောင်စုကိုချီးမြှင့်ပေးခဲ့ပါတယ်။ကျေးဇူးဖောင်ဒေးရှင်းအပြင်တကရလှုပ်ရှားမှုအနေနဲ့ Safe Airy Campaign Airy မြစ်ထိမ့်သိမ်းမှုလှုပ်ရှားမှုအတွက်လည်းပါဝင်ခဲ့ပြီး2012ခုနှစ်ကတည်းကအမျိုးသားဒီမိုကရေစီရဲ့လှုပ်ရှားမှုတွေမှာလည်းကူညီအားဖြည့်ပေးခဲ့ပါတယ်။တော်ရိုင်းတရိတ်ဆန်ကာဝယ်ထိမ့်သိမ်းရေးအတွက်လည်းပါဝင်လှုပ်ရှားခဲ့ပါတယ်။ ရဲတိုက်ကဆယ်တန်းထိအစ္စလမ်ဘာသာဝင်ဖြစ်ခဲ့ပြီးမြောက်တော့ဘာသာမဲ့ဖြစ်ခဲ့ပါတယ်။ချောက်ကျောင်းတွေကိုလည်းတက်ဖြစ်ခဲ့ပြီးတော့2012ခုနှစ်မှာတော့ဗုဒ္ဓဘာသာကိုကူးပြောင်းခဲ့ပါတယ်။ဒုက္ခတွေတွေ့တဲ့အချိန်မှာပြဿနာကိုငြိမ်းအေးအောင်လုပ်တဲ့အနည်းရှိတဲ့အဲ့ဒီကဗုဒ္ဓဘာသာကလာပါတယ်လို့ပြောခဲ့တဲ့ရဲတိုက်ကကိုယ်ကိုယ်ယုံကြည်မှုအကြောင်းတွေကိုထုတ်ပြောနေရတာမကြိုက်ပါဘူး။ဒီတဲ့နေကြောင်းအလူတွေအကျိုးရှိမယ်ဆိုရင်တော့ရေးရွာကျွန်တော်မိဘတွေကိုတော့စိတ်မထိခိုက်စေချင်ပါဘူးလို့ပြောခဲ့ပါတယ်။ရဲလိုက်ကတာမန်လူသားတယောက်ဖြစ်တဲ့အတွက်မကောင်းခဲ့တဲ့အမှောင်ချမ်းလေးတွေလည်းရှိခဲ့ပါတယ်။ 2013ခုနှစ်ကရဲတိုက်အတွက်စိုးရတဲ့နှစ်ပါပဲ2013ခုနှစ်မေလ28ရက်မှာပို့ထောင်မြို့နယ်မှာရှိနေတဲ့စိတ်မြေရီဖျားကြောင်းတွင်ပြဿနာဖြစ်ပွားခဲ့ပါတယ်တာတနာညှိုးနှံစေမှုနဲ့ပို့ထောင်မြို့နယ်ရဲစခန်းမှာ3ရက်ကြာထိန်းသိမ်းခံခဲ့ရပြီးတဲ့နောက်အာမခံနဲ့ပြန်လည်လွမြောက်လာတဲ့ရဲတိုက်ကသူ့ကြောင့်စိတ်နှောင့်ယှက်ဖြစ်ခဲ့ရတဲ့ပြည်သက်ကိုတောင်းဝန်ခဲ့ပါတယ်2013ခုနှစ်ဇူလိုင်လ4ရက်မှာတော့ပဲခူးတိုင်းကြောက်တကားမြို့နယ်အတွင်းစေကြောက်ရွတ်တကြက်သားလက်ဝဲတွေးရှိမှုနဲ့တရားရင်ဆိုင်ခဲ့ရပါတယ် 2014ခုနှစ်ဧပြီလမှာတော့ပုံမှန်15မြင်းဆောင်16ကငယ်နဲ့ထောင်နှံ6နှစ်ချမှတ်ခဲ့ပြီးစက်တင်ဘာလမှာတော့တာသနာညှိုးနှံစေမှုအတွက်ပြည်တံတနစ်ကိုပါဆက်လက်ကြခံမှုအတွက်ပြည်တံချခံခဲ့ရပါတယ်။ဂျုံတော့မှာ UN ဝင်ပြီးတဲ့နောက်မှာတော့9နှစ်ကိုရှော့ချပေးခဲ့လို့သိရပါတယ်။ရေတက်က2018ခုနှစ်နိုဝင်ဘာ18ရက်နေ့ကပြန်လည်လွန်မြောက်လာခဲ့ပါတယ်။ရည်ရွယ်ကအမှုပညာလုပ်ငန်းအကြောင်းတွေကလည်းရင်ကိုပိုင်ဘွားတွေကအကြောင်းအရာတွေကိုတိတ်မျှဝေလို့မရှိပါဘူး။ အကြိုက်ဆုံးစားစားဆိုရင်လည်းကောင်းတာမှန်သမျှကြိုက်ပြီးအကြိုက်ဆုံးအရောင်ရယ်လို့လည်းတသမတ်ထဲမရှိပါဘူးကိုကိုချစ်တဲ့ reason လေးဆိုချစ်တယ်လို့ပြောပါတယ်အချင်းနဲ့ပတ်သက်လို့ရေးစားရထားခဲ့ပူပေမဲ့အခုချိန်မှာတော့ချစ်သူမရှိသေးပါဘူးချစ်သူရှိလာတဲ့အခါလဲချစ်သူရဲ့ဆန္ဒပေါ်မှာမူတည်ပြီးတော့အသိပေးမှာပါအားကစားနဲ့ပတ်သက်လို့တော့ငငယ်ကဂေါ်လီယိုက်တန်ကစားဘူးတာပဲရှိတယ်လို့ဖြစ်ခဲ့ဘူးပါတယ်ရေတိုက်ကကြပြားကိုချစ်ပြီးသူကိုယ်တိုင်လည်းကြပြားကြီးလေးရှိပါတယ်တချင်းဆိုတာတချင်းနားထောင်ရတာကိုအရင်ကြိုက်ပေမဲ့ စင်ပေါ်မှာတချင်တော့တိတ်မဆို့ပြဘူးလို့ပြောပါရယ်ရဲတိုက်ကအခုချိန်မှာတော့အားလုံးသိတဲ့အတိုင်းထောင်တန်းဆယ်နဲ့ချမှတ်ခံထားရတာဖြစ်ပါတယ်ဆရာရဲ့ပရိသတ်ကြီးတွန်းမျှဝေတင်ဆက်ပေးလိုက်ပါရယ်နော်အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနာဆင်နိုင်ဖို့ကျမတို့ရဲ့ဆယ်နေမမ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရယ်ရှင်